ရောရှိအားလုံးပဲမိင်္ဂလာပါကီစီကိုပါနေကြိုဆိုပါရစေ။၆နှစ်ကြာပြီးသွားတဲ့နောက်ကျွန်တော်အတိုင်းဆုံး action comedy anime series ရဲ့ season အသစ်တစ်ခုဟာထွက်ရှိလာခဲ့ပါတယ်။၆နှစ်ဆိုတဲ့ကာလဟာကျွန်တော်တို့အားလုံးအတွက်အရင်ကြာတဲ့အချိန်ကာလတစ်ခုဖြစ်ခဲ့တာပါ။ဒီလောက်တော့ဆောင်ရအောင်မင်းတို့ရဲ့ anime နာမည်ကဘာလဲလို့မေးလိုက်ရင်တော့ One Punch Man လို့ပဲပြောရပါမယ်။ဟုတ်ပါတယ်။ One Punch Man season 3ဟာလည်းတော်တော်များထွက်ရှိနေပါတယ်။ One Punch Man Season 3ဆိုတာ series ရဲ့အရေးအကြီးဆုံးအပိုင်းတစ်ခုဖြစ်တဲ့ Monster Association Arc ကိုပြန်လည်ပုံပေါ်ရိုက်ကူးထားတာမျိုးပါ။ ဒီရအတွက်ကိုမန်ကပိုင်းဆိုင်ရာပြင်ဆင်ချက်အနေနဲ့အချိန်6နှစ်ကျော်9နှစ်လောက်ယူခဲ့ရတယ်လို့သိထားရပါတယ်။ဒီလောက်တောင်အချိန်ယူထားရတဲ့အစီအပိုင်းတစ်ခုက NMA series မှာဘာကြောင့်အရန်ဆူရနေတယ်လဲဆိုပြီးမေးခွန်းထုတ်ချင်လာပါတယ်။တကယ်မေးရမယ့်မေးခွန်းကတော့ JC staff ကကောင်းနေဘာလုပ်နေကြတာလဲပေါ့။ OPN season 1ကို Matt House ကတာဝန်ယူကြံ့ပြဲခဲ့တာမျိုးဖြစ်ပြီးတော်တော်လေးလက်ကြီးရအဆင်ပြေစေခဲ့ပါတယ်။ season 2နဲ့3တို့ကိုတော့ JC staff ကတာဝန်ယူကန်တွေ့ခဲ့တာမျိုးဖြစ်ပြီး season 2ထက် season 3ကပိုမိုပြီးဆိုးရွားနေခဲ့ပါတယ် ဒီနေ့ဗီဒီယိုရဲ့အဓိကရည်ရချက်ကတော့ One Punch Man Season 3ဟာ Anime Community တခုလုံးအတွက်အရှက်ရစရာကိစ္စတခုဖြစ်နေပြီလားဆိုတာကိုသိရဖို့ပဲဖြစ်ပါတယ်။ကျွန်တော်အကြိုက်ဆုံး Action Comedy Series တခုကိုဖျက်ဆီးပစ်လိုက်တဲ့ Anime Adaptation အကြောင်းကိုဒီနေ့ထိုက်ဆွေးနွေးကြည့်ကြတာပေါ့။ဒီနေ့ဗီဒီယိုလေးကိုကြိုက်တယ်။သဘောကျတယ်ဆိုရင်ဗီဒီယိုလေးကို Like လုပ်ပြီး Channel လေးကို Subscribe လုပ်ပြီးကြည့်ကြဖို့တောင်းဆိုချင်ပါတယ်။ One Punch Man Season 1ဟာ2015မှာထွက်ရှိခဲ့တာမျိုးဖြစ်ပြီး One Punch Man Season 2ကတော့2019ခုနှစ်မှာဆက်လက်ထွက်ရှိလာခဲ့ပါတယ်။ 2019ကနေ2025အထိဖြစ်ပျက်ခဲ့တာတွေအရှမ်းများတော့တချို့ one punch man fan တွေဆိုရင်မိမရကလေးမွေးရသူတွေတောင်ရှိနေလောက်ကြပါပြီ6နှစ်ဆိုတဲ့အတိုင်းအတာဟာကျွန်တော်တို့အားလုံးအတွက်စာစူးစားဖို့အလုပ်စူးစားဖို့အတွက်လုံလောက်တဲ့အချိန်ကာလတစ်ခုဖြစ်နေခဲ့တာပါခင်ဗျားတို့ကျွန်တော်တို့ပတ်နေချာနိုင်နဲ့အလုံးမလုပ်တဲ့ JC Starbuck Berry ကတော့ episode ၄၂ပိုင်းထွက်ဖို့6နှစ်လောက်အချိန်ယူခဲ့ကြရပါတယ်ပေါ့။ဗျမ်းများအတွက်ကြည့်ရင် episode ၃ပိုင်းအတွက်အချိန်6လယူခဲ့ရတဲ့သဘောမျိုးဖြစ်ပါတယ်။ဒီအချိန်ဇယားဟာကောင်းမွန်တဲ့ season တစ်ခုရရှိဖို့အတွက်ထိုက်တန်နေခဲ့တာပါ။ ဒါပေမဲ့ One Patch Man Season 3ကတော့ကျွန်တော်တို့အားလုံးအတွက်ဆိုးရွားတဲ့ season တစ်ခုဖြစ်လာခဲ့ပါတယ်။ MHA ရဲ့ final season ကလည်းအခုတက်တလုံးမှ trash sheet လာခဲ့ပါတယ်။ My Animalist မှာဆိုရင် MHA ရဲ့ final season ထက်စာရင် One Patch Man ရဲ့ season 3ကိုစုံစမ်းချတဲ့သူတွေဟာပိုပြီးများနေခဲ့တာပါ။ Spinous Family ထက်လည်း One Patch Man ရဲ့ waiting list ဟာပိုများပါတယ်။ MHA ရဲ့ season 7ဟာ2024ခုနှစ်မှာထွက်ရှိခဲ့တာမျိုးဖြစ်ပေမဲ့တနစ်ကြာတဲ့အချိန်မှာ season 8ဟာစတိုက်ထွက်ရှိလာခဲ့ပါတယ်။ ဒါဟာစတူဒီယိုဘက်က Orient အတွက်ထားတဲ့စီစဉ်တာတစ်ခုပဲဖြစ်ပါတယ်။ဒါကြောင့် One Punch Man Anime ဟာ MH ရဲ့ Final Season ထက်6ဆလောက်ပိုပြီးကောင်းနေရပါမယ်။ JC ကပဲထုတ်တဲ့ House Husband လို့ခေါ်တဲ့ဟာသာ Anime တစ်ခုက MH ထက်ပိုပြီးကောင်းတဲ့ quality တစ်ခုရှိနေတာကိုလည်းတွေ့ကြရပါတယ်။ MH Season 8ကိုထုတ်လွှင့်ခဲ့တာဟာ Bone Studio ပဲဖြစ်ပါတယ်။ Bones မှာ MH အပြင်ခြားသော project တွေလည်းအများကြီးရှိနေပါသေးတယ်။ MH, Gachiyakuta, SK8, Infinity Vigilantes နဲ့ Bongo's Dairy Dosto လိုမျိုး anime series တွေကိုပါ ထုတ်လုပ်နေခဲ့ပါတယ်။ဒါဟာ2025ရဲ့နှိုင်းရှိချက်တစ်ခု ဖြစ်ပြီး2019မှာလည်းပုံစာ Crow Tuesday Eureka Seven Venita Super Cross နဲ့ Matilda Rush တို့လိုမျိုး anime တွေကိုပါထုတ်လုပ်နေခဲ့တာမျိုးပါ။ Bones Burger anime series တွေကိုအချိန်တိုတိုနဲ့ရိုက်ကူးထုတ်လွှင့်နေတယ်ဆိုပေမဲ့သူတို့ရဲ့ quality တွေအများစုဟာစိတ်ကြေနပ်စရာကောင်းပါတယ်။ JC Staff ဆိုတာကလည်း Bones လိုမျိုးအဆင့်အတန်းရှိတဲ့ anime studio တစ်ခုပဲဖြစ်ပါတယ်။ ဘောစ်မှာလည်း MH လိုမျိုး anime series count တစ်ခုရှိသလို JC မှာလည်း One Punch Man လိုမျိုး anime series count တစ်ခုစီရှိနေခဲ့ပါတယ်။ဘောစ်ဟာသူတို့ရဲ့ GOAT series အခုကိုအရင်အာယုံဆိုင်အလေးထားလေးရှိပါတယ်။ JC ဘက်ကလည်းသူတို့ရဲ့ GOAT series အခုကိုအလေးထားတဲ့လို့မြင်မိပါတယ်။ဒါဆိုရင်ဘာကြောင့် JC ဘက်က One Punch Man series ကိုအာယုံမဆိုင်ခဲ့ရတာလဲပေါ့။ One Punch Man series ဟာ JC ရဲ့အဓိကဝင်ငွေစီးကြောင်းတစ်ခုမဟုတ်တာကြောင့်များလားဆိုပြီးစဉ်းစားစရာဖြစ်လာခဲ့ပါတယ်။ Fairy Tale 100 Years Crash ဆိုတာ JC ဘက်ကထုတ်လင်းခဲ့တဲ့ anniversary တစ်ခုဖြစ်ခဲ့တာပါ။ Chilling in Another World, Tsukimichi Mori Fantasy နဲ့ House Husband လိုမျိုး anime series တွေကပဲ JC ရဲ့ဝင်ငွေတွေကိုရှာဖွေပေးနေခဲ့တာပါ။ဒါပေမဲ့ဒီ anime တွေဟာအရင် hero ကောင်းပေမဲ့ animation quality ကတော့သိပ်မဟန်နေခဲ့ပါဘူး။ကျွန်တော်သိရသလောက်ဆိုရင် JC Black က OPN ကိုထုတ်လုပ်နေတဲ့အချိန်6နှစ်တာကာလအတွင်းမှာ anime series ပေါင်း46ခုကိုထုတ်လွှင့်ထားခဲ့ပါတယ်။46 series ပေါင်း56 oh my god နောက် BL ဘုကောင်းတာတကူက6နှစ်တာကာလအတွင်းမှာနေမယ်ဆရာသမားတွေက season 3ခုအထိရှိတဲ့ anamery ကိုပါရိုက်ကူထုတ်လွှင့်ထားခဲ့ပါတယ်အဖေကသူရဲ့ကောင်းအမေကဝိညာဉ်ကျမကလူဝင်စားဆိုတဲ့နာမည်ကြားရုံနဲ့ရင်ဆက်မကြည့်နိုင်တော့တဲ့ anamery series ကိုပါထုတ်လွှင့်ထားခဲ့ပါတယ်ဒါပေမဲ့ထူးဆန်းတာတကူကဒီလိုနာမည်နဲ့တဲ့စကားတကားရိုက်လို့ရတဲ့ anamery series ကိုလူတော်တော်များများကကြိုက်နှစ်သက်ခဲ့ချပါတယ်အရင်ကြီးဆိုးရွားနေတဲ့ anamery series တကူမဟုတ်ပေမဲ့ကျွန်တော်ကတော့မကြိုက်ပါဘူး ဒီလိုမျိုးဘာမှမဟုတ်တဲ့ NMA series တွေကတော့ဘယ်လောက်ငွေရှာပေးနိုင်နေတယ်ဆိုရင် One Punch Man လိုမျိုး NMA series တခုကသူတို့ကိုပို့ပြီးငွေရှာပေးနိုင်မယ်ဆိုတာ JC ဘက်ကကောင်းကောင်းသိပါတယ်။ဒါမှ NMA series တခုထက်စေစားပို့တဲ့ဝင်ငွေတခုကို One Punch Man ကရှာပေးနိုင်စွမ်းရှိပါတယ်။ဒီလိုမျိုးစေစားငွေရှာပေးနိုင်နေတဲ့ NMA တခုကို JC ဘက်ကစေစားပို့ပြီးအာယုံစိုက်ထုတ်ပေးဖို့လိုပါတယ်။ဒါပေမဲ့ JC ဘက်ကထုတ်လွှင့်ခဲ့တဲ့ episode တွေဟာနာမည်မရှိတဲ့ NMA တွေထက်တောင်စေစားပို့ပြီးဆိုးရွားနေကြတာပါ။ ခုနကတော့ကျွန်တော်ပြောခဲ့တဲ့ That is a Hero Morris Spirit I'm Reincarnated ဆိုတဲ့ Siri Ha One Punch Man Season 2 Law of the Kamo နေတာကိုလည်းတွေ့ခဲ့ရပါတယ်။ခင်ဗျားတို့ကတော့ JC ဘက်က One Punch Man Season 3အတွက်ချွေးရီသွေးတွေပေးဆက်ပြီးစူးစမ်းထုတ်လုပ်နေတာပဲလို့တွေးမိဖူးမှာပါ။ဒါပေမဲ့ High Quality Content တခုရှားဖို့အတွက်6နှစ်မကြာဘူးဆိုတာကိုတော့ကျွန်တော်တို့အကုန်လုံးနားလည်ထားကြပါတယ်။ TYBW ရဲ့ Season 1အတိတ်တိုင်းကိုတနည်းတစ်ချိန်ထုတ်လွှင့်ပြသလေးရှိပါတယ်။ ကလေးရှီယာ1000 years plan ဝါဟာကြည်ရတာအရသာတော်တော်ရှိတဲ့ anime series တစ်ခုဖြစ်ခဲ့တာပါ OPN season 1ရဲ့ quality ကသူစီကြီးကောင်းတယ်လို့ညွှန်ဆိုလို့ရပေမဲ့ season 2နဲ့ season 3ကတော့ညွှန်ဆိုဖို့ခက်ခဲပါတယ် season 1ကို Madhouse ကထုတ်လုပ်ခဲ့တာဖြစ်လို့အတော်ကောင်းတဲ့ anime series တစ်ခုဖြစ်စေခဲ့တာပါ Madhouse ra Death Note Hunter Hunter One Punch Man Death Parade Monster Fearing Blood Lagoon Hellsing Ultimate Beaten Overlord နဲ့ No Game No Life စတဲ့ anime တွေနဲ့နာမည်ကြီးပါတယ် ဒီလောက်ဆိုရင် One Punch Man Season 1ဟာဘာကြောင့်အရင်မိုက်ခရရတယ်လဲဆိုတာကိုနားလည်သွားလောက်ပါပြီ။ Mad House ဟာ Anime Community အကျိုးကိုတည်ပိုးနေတဲ့ Studio တစ်ခုလည်းဖြစ်ပါတယ်။သူတို့စီမှာဆရာကြယုံနေမှာကအထာပါကြတဲ့ Animator တွေလည်းအများကြီးရှိပါတယ်။ OPN Season 1ကိုတာဝန်ယူကင်တွေ့ခဲ့သူကတော့ Shigo Natsume ပဲဖြစ်ပါတယ်။ဒီ writer ကိုမသိဘူးဆိုရင်တောင်မှနောက်ထပ် student FMAP Guran login နဲ့ Mock Psycho ကိုတော့သိကြမှာပါ။ဒီ anime တွေကိုထုတ်လုပ်ခဲ့တဲ့ key writer တစ်ယောက်လည်းဖြစ်ပါတယ်။ ဒါဆိုရင် One Punch Man Season 1ရဲ့တမိုင်းချောင်းနဲ့ဖြစ်တည်လာပုံလေးကိုနားလည်သွားလောက်ပါပြီ။ Mad House Black က One Punch Man Season 1အတွက်တော်တော်လေးငွေကြီးအကုန်ကြခံပြီးရိုက်ကူးထားခဲ့ရတယ်လို့လည်းသိထားရပါဗျ။ဂျပန်မှာရှိတဲ့အကောင်းဆုံး writer နဲ့ animator တွေကိုအသုံးပြုပြီးရိုက်ကူးထားတာမျိုးပါ။ One Punch Man ဆိုတာ အကောင်းဆုံး web comic တစ်ခုလည်းဖြစ်ပါတယ်။နာမည်ကြီးတဲ့ anime series တစ်ခုဖြစ်တာကြောင့်ဆက်လက်ထွက်ရှိလာမယ့် season အသစ်တွေအတွက်လက်ရှိ quality ကိုစက်ပြီးထိန်းထားနိုင်ဖို့လိုပါတယ် web comic အပြင် manga နဲ့ anime မှာရှိတဲ့ဇာတ်လမ်းကောင်းတစ်ခုဖြစ်တာကြောင့် JC Bug ကို Madhouse ကရောင်းချပေးခဲ့ပါတယ်။ JC Bug ကငွေကြေးပိုင်းဆိုင်ရာထိန်းချုပ်ထားမှုတွေကြောင့် original writer ကို Chikara Sakurai နဲ့အစားထိုးပြောင်းလဲစေခဲ့ပါတယ်။ Chikara Sakurai Naruto Kid နဲ့ movie တွေကိုတာဝန်ယူရိုက်ကူးခဲ့ရတဲ့ writer တစ်ယောက်လည်းဖြစ်ပါတယ်။ပြောချင်တဲ့ point က writer တွေကောင်းပေမဲ့ပေးတဲ့ budget မလောက်တာကြောင့် freelance animator တွေငှားပြီးဖန်တီးရတယ်ဆိုတဲ့အချက်ပါ။ ဒါပေမဲ့ JC Park က OPN အတွက်ငှားခဲ့တဲ့ freelance animator တွေကဂျပန်နိုင်ငံရဲ့ကြီးတော်တော်များတဲ့ freelance animator တွေလို့သိထားရပါတယ်။ဒါဟာ OPN Apps 2ရဲ့ထုတ်လုပ်ခြင်းပုံရိပ်ဖြစ်ပြီး S3 မှာတော့ထုတ်လုပ်ခြင်း process တစ်ခုလုံးကိုထပ်မံပြောင်းလဲခဲ့ပါတယ်။ Season 3ကိုတာဝန်ယူခဲ့ရတဲ့ director ကတော့ Shinpei Nagai ပဲဖြစ်ပါတယ်။ဒီ driver ရဲ့အတွေ့အကြုံတွေကတော့ cycle pump မှာ episode 2ဘိုင်းနဲ့ full war မှာ episode 3ဘိုင်းတာဝန်ယူရိုက်ကူထားခဲ့ပါဗျ။ဒါအကြောင့်ဒီ driver မှာအတွေ့အကြုံသိပြီးမရှိလာဘူးပေါ့။ JC ဘက်ကအတွေ့အကြုံရှိပြီးသား driver နှစ်ယောက်အစားအတွေ့အကြုံသိမရှိတဲ့ driver တယောက်ကိုအစားထိုးပြောင်းလဲပြစ်ခဲ့တာပါခင်ဗျားတို့သိထားတဲ့အတိုင်း season 3ဆိုတာဇလန်းရဲ့ကြောရွတ်တစ်ခုဖြစ်တယ်လို့အကောင်းဆုံးရေးဆွဲမှုတွေဆိုရင်လည်းမမှားပါဘူး drive 9ရဲ့ psycho orochiro ရဲ့ battle ကလည်း season 3မှာပါဝင်နေပါတယ်ဒါအပြင်အခြားသောလှပတည်တဲ့လက်ရအမှုပညာမြောက်တဲ့ panery အများကြီးပါဝင်နေပါတယ်ဒါကြောင့်ပါဇက်လှုပ်ပြီးစကားပဲထိုင်ပြောနေတဲ့ season 3 animation ကတော်တော်လေးကိုစိတ်ပြည့်စေခဲ့တာပါ ပြောရမယ်ဆိုရင် season 3ရဲ့စင်အများအစုကို DAGD frame နဲ့ပဲရိုက်ကူးပြသထားခဲ့ပါတယ်။လူအများစုတတိထားမိတာကတော့ Garo တယောက်တောင်ပေါ်ကနေ slide ထိုးပြီးဆင်းလာတဲ့စင်ပဲဖြစ်ပါတယ်။လမ်းလျှောက်လာတာလည်းမဟုတ်တလို့ short tight ဆင်းလာတာလည်းမဟုတ်တဲ့ key frame တကူကိုကစားထားတဲ့ animation တကူသာဖြစ်ပါတယ်။ရာစုခဲမူရာတာဘက်ကကြည့်ရင်တော်တော်လေးကိုရုပ်ပေါက်တဲ့ကိစ္စတကူဖြစ်နေခဲ့တာပါ။ရာစုခဲရဲ့ art တွေကကောင်းမွန်နေပေမဲ့ animator ရဲ့တကွက်ပြမှုကြောင့်အခုဆိုရင်လူတိုင်းကမင်းတို့ရဲ့ဂျပန်ကတ်တွန်းကားတွေကဒီလိုကြီးရလာဆိုပြီးလောင်ပြောင်းသက်ရောနေကြပါပြီ။ ယာစုကဲဆိုတာရှိုနန်ချမ်းမှာလည်းအရေးပါအရာရောက်တဲ့မန်ဂါဆရာတစ်ယောက်ဖြစ်ပါတယ်။ဒါအပြင်ပကြီးပညာကိုလေ့လာနေတဲ့ကျောင်းသားတွေအတွက်လည်းသူ့ရဲ့အနုပညာတွေဟာလေ့လာမှတ်သားထိုက်ပါတယ်။ Okay ဒါဆိုရင်ဘာကြောင့်အနံမဲမှာဆိုးရွားတဲ့ reset ထွက်ရတယ်လဲပေါ့။အကြောင်းပြချက်ကတော့မကျွမ်းကျင်ခြင်းနဲ့လောဘကြီးခြင်းပဲဖြစ်ပါတယ်။ Blue Lock Season 2ကလည်းတော်တော်လေးဆိုးရွားတဲ့အနံမဲ season တစ်ခုဖြစ်ခဲ့တာပါ။ Blue Lock ဆိုတာတော်တော်အမြင်မှုရရှိနေတဲ့ spot အနံမဲတစ်ခုလည်းဖြစ်ပါတယ်။ဒီလိုမျိုးအလားအလာကောင်းတွေရှိနေတဲ့အနံမဲတစ်ခုကတော့ season 2မှာတော်တော်ကြီးကိုဆုပ်ပြတ်သွားခဲ့ရတာပါ။ ဒါပေမဲ့ final episode တစ်ခုကတော့ season တစ်ခုလုံးကိုကဲတင်ပေးသွားခဲ့ပါတယ်။ပြောရမယ်ဆိုရင် Blue Lock season 2ကမကောင်းမွန်တာမှန်ပေမဲ့ episode တိုင်းစုပ်ပြတ်တက်နေတာမျိုးတော့လည်းမဟုတ်ပြန်ပါဘူး။အလွယ်ပြောရမယ်ဆိုရင် season 2ရဲ့ episode 10ခုလောက်ကိုခပ်ကန့်နဲ့ပဲ edit ထားတာမျိုးဖြစ်ပြီးကြာ episode တွေကိုသာကောက်ကောက်မွန်မွန် edit ထားတာကြောင့် season 2ကတော်တော်ငွေရှာလို့ကောင်းတဲ့ season တစ်ခုဖြစ်ခဲ့ပါတယ်။ဘာကြောင့် anime series တွေကဒီလိုမျိုးပုံစံဖြစ်နေရတာလဲပေါ့။အဓိကကတော့ now test season အသစ်တွေဆက်လက်ထုတ်လုပ်နိုင်ဖို့ပါ။ အကယ်၍ခမားကဒီနေ့မှရှိသမျှပတ်စံအကုန်ထုတ်သုံးပြီးစီးပွားရေးလုပ်လိုက်မယ်ပဲထားဒီနေ့မှခမားရှုံးသွားတယ်ဆိုရင်မနေ့ပြန်ခမားမှအရင်ဆိုတာမရှိတော့ပါဘူးဒါကြောင့် NMS Studio တွေဘက်ကရှုံးမဲ့မျက်မဲ့မှန်တရားမသိရတဲ့စီစဉ်တစ်ခုကိုတည်တည်ချာချာတည်ထားကြင်တွင်းလိရှိပါတယ်စားစားထွက်တဲ့စီစဉ်1လောက်တော့ဂျားစီစဉ်တွေကကောင်းလေကောင်းထားမရှိကြပါဘူးဒါမှလည်းနောက်ထပ်စီစဉ်အသစ်တွေကိုဆက်လက်ရိုက်ကူးထုံးလွှင့်နေနိုင်မှာမျိုးဖြစ်ပါတယ် One Punch Man ဆိုတာနောက်ထလိုမျိုး series အရှိကြီးတစ်ခုလည်းဟုတ်မနေပြန်ပါဘူး series ကရှေလို့ budget ချူတာနိုင်ဖို့ filler ကောက်ထဲတာမျိုးဆိုရင်တော့နားလည်ပြီးနိုင်ပါသေးတယ်။ Lauto ရဲ့ filler ကတောင် One Punch Man ရဲ့ One Free One Angle episode တွေထက်ပိုပြီးကောင်းမွန်မှုရှိနေခဲ့ပါတယ်။ဒါကြောင့် One Punch Man season 3ရဲ့အားထုတ်မှုကတော်တော်ကြီးအားနည်းနေခဲ့ပါတယ်။ကျွန်တော်တို့အားလုံးရဲ့အမြင်ကတော့ quality ကောင်းအောင်ထုတ်နိုင်မယ်ဆိုရင်ပတ်စံပိုပြီးရမယ်လို့ထင်ကြပါတယ်။ဒီအထင်နဲ့ဒီအမြင်တွေကတရားရဂိုင်းတို့မှတ်ကန်မှုရှိပေမဲ့ One Punch Man Manga ဆိုတာအဆုံးသတ်သွားပြီဖြစ်တဲ့ series တစ်ခုပဲဖြစ်ပါတယ် ဒါကြောင့် JC ဘက်က OPM ကိုဖျက်ညစ်ဆွဲအောင်ရိုက်ကူဖုတ်လိမ့်မယ်ပုံပေါ်ပါတယ်။ One Punch Man ဆိုတာ web comic တစ်ခုကနေအခြေခံထားတာမျိုးဖြစ်ပါတယ်။ဒီ web comic ကိုရေးဆွဲခဲ့သူကတော့1လို့ခေါ်တဲ့လူတစ်ယောက်ဖြစ်ပြီးအမှုပညာဘိုင်းမှာအားနည်းနေပေမဲ့ storytelling ဘိုင်းမှာတော့တကယ်တော်ပါတယ်။ web comic ဟာ select ဖြစ်ရှိနေစေဖြစ်တာကြောင့် manga series အသစ်တွေဟာလည်း select ဖြစ်ရှိနေဦးမှာပါ။ဤဆုံးသွားတဲ့ OPM manga ကလည်းတကယ်တော့ဆက်သွားလို့ရှာနိုင်တဲ့ဇာတ်လမ်းတစ်ခုဖြစ်နေခဲ့ပါဗျ။ OPM မန်ဂါအရာဆိုရင် Anime Series အနေနဲ့ episode ပေါင်း36ခုကိုရိုက်ကူထုတ်လွှင့်ဖို့ကြံနေပါသေးတယ်။ episode 36ခုဆိုတာ season 3ခုစာကိုပြောတာမျိုးဖြစ်ပြီးတော်တော်လေးခီးဆက်ရအောင်မဲ့ပုံကောပါရယ်။ January ဘလောက်ပဲဆိုရနေပါစေ edit တခုဖြစ်လာမယ်။စိုင်းထားပါနဲ့ဂါရိုတို့ရဲ့တိုက်ပွဲကိုတော့အများကြီးမျှော်လင့်ထားကြပါရယ်။ JC ဘက်ကဆက်လက်ထုတ်လွှင့်မယ့် episode တွေကိုတော့ဆက်လက်စောင့်ကြည့်ကြရပါဦးမယ်။ဒီ episode တွေကပဲ JC ရဲ့ထွက်နေတဲ့သွေးဆက်တွေကိုတိုက်အောင်လုပ်ွေးနိုင်မှာပါ။ ဒီနေ့မှာတော့အကောင်းဆုံး action comedy manga တစ်ခုရဲ့ဆိုးရွားတဲ့ anime adaptation ကိုထိုက်ပြီး wave fan လေးကန်သွားခဲ့တာပါ။ကဲတတ်ထားတဲ့မျက်မှန်လေးကိုချုပ်ပြီးနောက်ထပ် video တစ်ခုအတွက်အနားယူလိုက်ပါဦးမယ်ဗျာ။နောက်တစ်နေ့မှာနောက်ထပ် video တစ်ပုံနဲ့တူပြန်တွေ့ကြတာပေါ့။အားလုံးပဲ bye bye